စိုးမြတ်တို့နှစ်ယောက်သာတောရဲကိုခြေတက်လာခဲ့ကြပြီးတပ်ပိုင်ရဲ့လက်ကွင်းနားမှာပုံအောင်ရင်ချောင်းကြည့်နေခဲ့ကြတယ်။ဒီအခါမှာတွေ့လိုက်ရတဲ့မြင်ကွင်းကတော့သူတို့မျောလင့်ထားတာနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်။တပ်ပိုင်ကသူတို့ထင်တယ်လို့တရေတက်လို့မသေးတဲ့ပြင်ပျော်ပျော်ရွှင်ရွှင်တက်တောင်တက်တာနဲ့ရှိနေတာမြင်လိုက်ရတာပါ။ပြီးတော့တခြားတနေရာမှာတပ်ပိုင်စိုက်ပျိုးထားတဲ့စပားပင်တွေကစိမ့်ဆူလှပနေပါတယ်။သူတို့နှစ်ယောက်ဟာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ပတ်ဆက်အဟောင်းသားနဲ့ ကြောင်တောင်တောင်ဖြစ်သွားခဲ့ကြတာပေါ့သူတို့စိတ်ထဲမှာတပ်ပိုင်းဒီလိုအခြေအနေထိရောက်နိုင်လိမ့်မယ်လို့ဘယ်တုံကားမှမထင်ခဲ့ပါဘူးဘာဒီလိုဖြစ်သွားလားတပ်ပိုင်းကဒီလိုကြီးအောင်လုံနိုင်နေပေါ့လေငါငါအိမ်မက်များမှတ်နေလားကျော်သူစိုးမြက်ကတောင်စင်ရေမရစကားတွေပြောနေပေမဲ့ကျော်သူကတော့ဘာစကားမှပြန်မပြောနိုင်လောက်အောင်အံ့ဩနေခဲ့ပါတယ်တင်းနောက်မှာသူတို့ညောက်သားရွာတကြီးစီကိုချက်ချင်းပြန်ပြေးပြီးအကြောင်းစုံကိုပြောပြလိုက်ပါတယ်အေး မင်းတို့ပါရင်တိခဲ့ရလဲငါ့ကိုအကုန်ပြောပြစမ်းဟာတတိယပြောရရင်တော့မယုံနိုင်စရာပဲတပ်ပိုင်ကအခုကောင်းကောင်းမွန်မွန်လောက်ကင်နေပြီဗျအရှင်ကလို့မဟုတ်တော့ဘူးနော်သူအရင်ကပြောနေတာသူကသူ့အလုပ်သူကောင်းကောင်းမွန်မွန်လုပ်နေရပဲခမားလို့ရွာသားတွေကိစ္စကိုလိုက်ပြီးစိတ်ဝင်စားနေရမဟုတ်ဘူးဗျအေးပါသူကလည်းငါရွာသားပဲလေငါစိတ်ဝင်တစားရှိရမှာပေါ့ကွာသူတက်တောင့်တက်တာနေနိုင်တာကောင်းကောင်းစားနိုင်ပြီဆိုတော့မင်းတို့ရောသူ့လိုနေချင်လားငါသူ့စီမင်းတို့ညောက်ပို့ပေးမယ်လေ ဟာမဖြစ်ပါဘူးတကြီးဘသူကအဲ့လိုကြောက်စရာကောင်းတဲ့တော်ထဲမှာသွားနေချင်ပါလေတကြီးသွားချင်နေဆိုရင်တော့ကို့ဘာသာကိုသွားလိုက်တော့အဲ့ဒါဆိုမင်းတို့ကဘာမှမဟုတ်တာလေးကိုလာညီးပြမနေနဲ့လေသွားတော့သွားလုံးဆက်ရှိရသွားလို့တော့ဒီနောက်လာအနေငယ်ကြားတဲ့ခါမှာသက်ပိုင်ဆက်ပြိုးထားတဲ့စပားပင်တွေကရွှေအိုရောင်ပြောင်းလာပြီးရှိတ်သိမ်းဖို့အချိန်ရောက်လာပါပြီတနည်းအားဖြင့်သက်ပိုင်ဟာသူ့ရဲ့ပထမဆုံးအောင်မြင်မှုကိုရတော့မယ်လို့ဆိုလိုတာပေါ့ငါတို့စပားတွေမှဲ့တော့မယ်နော် အခုမင်းတို့နှကောင် ငါတို့လေကွင်းကိုစောင့်ကြည့်ပေးအောင်နော်ရေသိန်းခါနေဘယ်သားရဲ့ဒရိုက်ဆန်မှာငါတို့စပောက်လာမနှင်းအောင်ကောင်းပါပြီသခင်ငါတို့တေချာကြည့်လိုက်ပါမယ်ဒါနဲ့ချကောင်လေးတော့မနှင်းရအောင်လားမရဘူးကွာမရဘူးချကောင်လေးတော့မပြောနဲ့ရင်ကောင်လေးတော့မဖြစ်ရဘူးကွာဘသူပဲလာလာဖမ်းမိစားပလိုက်ကောင်းပါပြီသခင်ကဲသားရဲ့မင်းကမြောက်ဖက်ကိုသွားဆောင်ငါဒီတောင်ဖက်ကိုသွားဆောင်လိုက်မယ်ဒီစမ်းမအောင်မင်းကဘာလို့မြောက်ဖက်ကိုမသွားပဲတောင်ဖက်ကိုသွားတာလဲကွာဟာ မြောက်ဘက်မှာမကြီးပြီမရှိဘူးအခုငါမကြီးသီးစားချင်လို့တောင်ဘက်ကိုပဲသွားဆောင်မယ်ငါတို့စားဖို့ဖက်တီးမငှုပ်တီထောင်သွားယူလာအောင်မယ်အဲ့လိုနဲ့ညနေဆောင်တော့တစိနှကောင်လဲတပ်ပိုင်ရဲ့တဲအိမ်လေးရှိရာကိုပြန်လာခဲ့ကြတယ်ကဲဘလို့လဲဒီနေ့ပေသားရဲမှငါတို့စပောက်လာမနေဦးမလားဒီလိုထူးထွန်းတဲ့စစ်တီနှောက်ရှိနေတာပေသားရဲကလာရဲမှလဲမပူပါနဲ့အာစရိအခုကရောအာစရိကဘာလုပ်နေရလဲဩငါဖားပန်းဖို့ချင်းအောင်လုပ်နေတာကွာ ငါးရယ်စားတာကြာလာတော့ဖားတလေစားဟင်ကောင်းမလားလို့လေဒါဆိုကောင်းတာပေါ့အာစရိငါလည်းဖားတာဟင်စားချင်တာနဲ့အတော်ပဲမင်းကလည်းဖားတာဟင်ကြိုက်တာပဲလားဘာလို့မကြိုက်ရမှာလဲအာစရိတလောက်ကောင်းတဲ့အရာသားကိုငါငငယ်တုန်းကစားနေကြလေမဖြစ်နိုင်ဘူးကွာမင်းတခုခုတောက်လာလို့မူပြီးအတိတ်ဟောင်းတွေပြန်တရိရနေရလားကွာငါမမူးပါဘူးကွာဒါဆိုမင်းနဲ့ငါနဲ့တီတော်ထဲမှာအတူတူနေလာတာကြားလာပြီတခါမှအတိတ်ဟောင်းမပြောပြဘူး ဒီနေ့ကျမှဘာလို့အတိတ်ဟောင်းဖာသာဟင်းကပါလာတာလဲဒီလိုကငါတရေဖြစ်မလားခင်မင်းနဲ့တီတော်ထဲမှာမနေခင်ကအတိတ်ဟောင်းပြောတာပါအဲ့ဒီချိန်တုန်းကငါအလုတ်ကနေပြန်လာတော့အရန်ကိုပင်မနေပြီလေအိမ်ပြန်ရောက်တော့မိမအိရာပေါ်ထိုင်ဆောင်နေရတွေ့တယ်ဒီတော့ငါလည်းဟာတာလေးပြောပြီးမိမကိုရီမောစစ်ချင်တာပေါ့ဒါပေမဲ့သူကမရီဘူးကွာအာမင်းကလည်းမင်းပြောတဲ့ဟာတာမရီုံနဲ့ကိုကိုကိုတတ်တည်ရသလားကွာအာမင်းကမသိပဲနဲ့ပြောပြန်ပြီး ငါမိမမရှိတာအကြောင်းရှိရလေကတိန်အောင်မှာသူဖတ်ထားတဲ့နှောက်အကောင်ကငါဟာတာကိုလည်းကြားရောထားရပါရောကွာအဲ့ဒါမှငါလဲငါမိမပိုးဆောင်ကျူးဖြစ်နေမှသိရကွာတောင်းနေငါလဲအဲ့ဒီအကောင်နဲ့မိမအကုန်တတ်ပြစ်လိုက်တယ်နောက်ဆုံးတော့ငါလဲမထူးပါဘူးဆိုပြီးကိုယ့်အကိုတတ်သိပြီးတော့ဒီထဲမှာလေလွင့်နေတဲ့တရေဖြစ်လာတာပဲကွာပြောရရင်တော့တကယ်ကိုရီးစရာပါကွာအေးငါလဲမင်းကိုပြောပြချင်တဲ့ဆက်လန်းတစ်ခုရှိတယ်ကွာမင်းလို့ဝမ်းနေစရာတော့မဟုတ်ဘူး ကြောက်စရာကောင်းတဲ့ဆက်လန်းပဲကွာကြောက်စရာကောင်းတာတော့အမှန်ပဲဒီဆက်လန်းကငါအသက်ရှင်တော့ဖြစ်ခဲ့တာအဲ့ဒီတုန်းကငါတောထဲမှာတားကောင်လိုက်ရတာကြိုက်တယ်လေတနေ့တော့ငါတောနဲ့ထဲမှာတမင်လိုက်ဖို့ဝင်သွားလိုက်တယ်ရွာသားတွေပြောတာတော့အဲ့ဒီတော့အန်ဒီများတယ်ကြောက်စရာကောင်းတဲ့တားရဲတွေအများကြီးရှိတယ်ပေါ့ကွာဝင်သွားအသက်ရှင်ပြီးပြန်မလာနိုင်ဘူးတဲ့ဒါပေမဲ့ငါလည်းစိန်ခေါ်ချင်တာလေနောက်ပြီးဖြစ်ချင်တော့အဲ့ဒီနေ့ကဘာမှမရရင်ငါမိဘတွေလည်းညစာစားစရာရှိမှမဟုတ်ဘူးကွာ အဲ့ဒါကြောင့်ငါမတက်တာပဲအဲ့ဒီတော်ထဲဝင်ခဲ့ရတယ်။ဝင်သွားတော့တော၆တလို့ခန်းစားလိုက်ရတယ်ကွာ။ကြောက်စိတ်လည်းဝင်လာပေမဲ့ပိုက်စာတဲ့တန်မခံနိုင်တော့မတက်တာပဲရှေ့ဆက်ရှောက်ခဲ့တယ်။ဟင်းတော်တော်မိုင်းမဲတာပဲ။အစားတလုံးအတွက်နဲ့နောက်ရောဘာဖြစ်သွားသေးလဲ။နောက်ဆုံးဘာဖြစ်သွားလဲဆိုတော့ငါလေးငါလဲရှောက်ပြရနဲ့ခြောက်နေတဲ့တက်ကိုင်းကျိုးပေါ်တန်နေမိလိုက်တယ်ကွာ။အဲ့ဒီမှာကြောက်ခနဲတန်မြည်သွားတာနဲ့ကြားအော်တန်ကြီးကတတော်လုံးဟိမ့်ထွက်သွားတာပဲကွာ။ပြီးတော့ ငှားချီတော့ကတခုခုတက်နေထားမိလို့လှုပ်လို့တော့မရအောင်ဖြစ်နေတယ်။ဒီတော့ငါလည်းလွတ်လန်းရှာဖို့ကြိုးစားရတာပေါ့။ခင်အောင်အဲ့တော့ဘာဖြစ်သွားလဲ။ကြားမင်းစီကိုလာလား။မဟုတ်ဘူး။ငါကြားချီနှင်းမိတာ။အိမ်ကိုချက်ချင်းပြန်ဖို့လမ်းရှာရတယ်လေ။အစားအစာမရလည်းနေပါစေတော့အခုချီရနန်တော့တန့်ရှင်းလို့ကပိုအရေးကြီးရမလား။အဲ့ဒါကြောင့်ငါလည်းအိမ်ကိုအမြန်ပြန်သွားခဲ့တယ်။အာချီပဲ။ငါစိတ်ဝင်စားနားထောင်နေတာဘာမှလည်းမဟုတ်ဘူး။ဟာတော့လေလာပြောနေရပဲ။ကဲပါမင်းတို့ညောက်သွားတော့ ငါလည်းဖားတော့ဖမ်းလိုက်အောင်မယ်။အဲဒီလိုပြောပြတာနဲ့တပ်ပိုင်းကချင်းတစ်ခုယူပြီးဖားဖမ်းဖို့ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းချင်တော့ဖားချေရရတာရှိပြီးဖားတကောင်မှမရခဲ့ပါဘူး။ဒါကြောင့်သူတို့သုံးယောက်သာပါဆက်လောက်ရမယ်ဆိုတာကိုတိုင်ပင်ခဲ့ကြတယ်။အိုးငါတို့ဖားတော့ဖမ်းတာဘာလို့တကောင်မှမရတာလဲ။ခြေရလေးတွေပဲတွေ့ရတယ်။ဘာခြေရလဲတော့မသိဘူး။ဒီနားတော့ဝိုက်မှာအပြည့်ပဲကွာ။အေးဒါဆိုဒီလိုလောက်ရအောင်လေ။ငါနဲ့သူအဲ့ဒီနေရာသွားပြီးတော့ ဘသူကငါတို့ရဲ့အစားအစာလာခိုးစားလဲဆိုတော့စောင့်ကြည့်ရမယ်။မိငါတို့မင်းကိုချက်ချင်းလာပြောပြမယ်လေ။အေးဒါဆိုမင်းတို့ညောက်သွားပြီးတေချာစီစဉ်လိုက်။သက်ပိုင်ရဲ့စကားဆုံးတာနဲ့တစီနှကောင်လဲသူတို့ရဲ့ဖားရိတ်ကိုဘသူကလာခိုးစားလဲဆိုတာသိဖို့စောင့်ကြည့်နေခဲ့ကြတယ်။ဟေးဒီနေ့ရသေးဦးတော့တော်တော်ကောင်းတာပဲကွာ။ဒီလိုကောင်းတဲ့ရသေးဦးတို့မှအေးအေးဆေးဆေးအိတ်လိုက်ရရင်တော့ဘလောက်တောင်ကောင်းလိုက်မလဲကွာ။အိုးလာမင်းကြီးရဲ့။ရှင့်ငါတို့ကောင်းဆောင်ကမင်းကိုတခိုးစောင့်ကြည့်ဖို့လွတ်ထားနော်။ လာအိတ်ခိုင်းတာမဟုတ်ဘူးကွာငါခုချက်ချင်းကောင်းဆောင်သွားပြောလိုက်မယ်ဟာကွာမင်းကတရှူလားတော်တော်တင်းပေးတက်တာပဲငါခဏလေအဲ့လိုတော့မရဘူးလားတော်ပြီးတော့ပြီးမပြောနဲ့တော့အေးမင်းသေချာကြည့်စမ်းဟဲ့ဟောဟိုမဟိုမသေချာကြည့်စမ်းအဲ့ဒါဘာကောင်းကြီးလဲဩအဲ့ဒါငါတို့ဖားတွေခိုးသွားတဲ့ကောင်ပဲသွားသွားသူ့သွားပြီးရှင်းပြလိုက်အသားအည်ဖြူဖက်ဖက်နဲ့တခိုးတယောက်ဟာသူတို့ရဲ့ဖားတွေကိုခိုးယူစားတော့နေတာမြင်တော့တစ်စိနှစ်ကောင်နဲ့အပြေးအလွာရောက်သွားခဲ့ကြတာပေါ့ ဟေးကိုလူချောလေးလာပါပြီမှိုက်တယ်ကွာဒီတိုင်းထန်နေုံနဲ့အစားစာတွေကရလာတယ်ဟေးဟေးရဆန်းဖြောင်းတခိုးမင်းကငါတို့အရှင်သခင်ရဲ့ဖားတွေကိုခိုးစားရဲတာလားမင်းတော်တော်လေးကိုအတင့်ရဲလုံးနေပြီဒီနေရာဘသူ့ရဲ့ပိုင်နှက်ဆိုတာမသိဘူးလားဒီဒီနေရာမင်းတို့ရဲ့မြေလားဟုတ်တယ်ကွာမင်းကငါတို့ရဲ့အစားစာကိုခိုးစားရဲတယ်ပေါ့လေဒါဥပဒေပုံမှာနှစ်တင်းနဲ့နှစ်နှစ်လေးမှာပေါ်ပြထားတယ်ကွာ ခွင့်ပြုချက်မရှိဘဲသူတစ်ပါးပစ္စည်းကိုခိုးယူရင်တသက်လုံးထောင်ကြမယ်တဲ့။ဘီယာဖားတစ်ကောင်ခိုးစားတာထောင်တသက်လုံးကြမယ်ဆိုရင်ငါဒီထက်ပိုခိုးရင်ငေါ့သေးတံပေးမှာတော့မဟုတ်မလား။ဘာလို့တလောက်ကြောက်စရာကောင်းပြောနေရလဲ။မင်းငါတို့ပြန်မင်းမမင်းနဲ့။သွားငါတို့အရှင်သခင်စီကိုလိုက်ခဲ့စကားမများနဲ့ငါရိုက်တက်ပြစ်လိုက်မယ်။အဲအဲ့ဒီကိုမသွားလို့မရဘူးလားဗျ။ခမရတို့တောင်တလောက်ကြောက်စရာကောင်းနေရ။ခမရတို့အရှင်သခင်ဆိုရင်ပို့ပြီးတော့အောင်ကြောက်စရာကောင်းမှထက်နေ။မရဘူးကွာ။ မင်းကခွင့်ပြုချက်မရှိပဲသူမျိုးပစ္စည်းကိုခိုးယူတာလေမင်းတို့ဒီနေ့တော့အထိတ်ချားလေးကိုအပြစ်ပေးရမယ်သွားရှေ့ရနေဒီနောက်မှာတစိနှကောင်လဲတကိုးကိုဖမ်းပြီးတပ်ပိုင်ရှိရာတဲရင်လေးစီခေါ်လာခဲ့ကြတယ်အာစရိဒီတကိုးကကျွန်တော်တို့အစားအစာလာခိုးစားတယ်ဒီတော့အာစရိပဲရှင်းလိုက်မလားကျွန်တော်တို့လက်ထဲထည့်မလားကျွန်တော်ကျွန်တော်တောင်းမှမှာရေဗျာဒီနေရာခမရတို့ရဲ့နေမြင်မှကျွန်တော်မသိခဲ့လို့ပါကျွန်တော်မှမိသားစုလည်းရှိပါသေးတယ် အခုလည်းသူတို့အတွက်အစာရှာဖို့ထွက်လာခဲ့တာပါကျွန်တော်သာမရှာရင်ကျွန်တော်မိသားစုနဲ့ကျွန်တော်အစာငတ်ပြီးတရားတော့မှာပါဗျဒါကြောင့်ကျွန်တော်အသက်ဆုံးပြီးထွက်လာတာကျွန်တော်တောင်းပန်ပါတယ်ဗျကျွန်တော်ခမရတို့ရဲ့ပြည့်စုံကိုနောက်တစ်ခါဘယ်တော့မှမခိုးတော့ပါဘူးကျွန်တော်လွတ်ပေးပါဗျကျွန်တော်အိမ်ကိုမြင်မြန်ပြန်မရမယ်မင်းအစာရှာဖို့ထွက်လာတယ်ဆိုရင်သူတပားပြည့်စုံကိုခိုးယူတာမျိုးမလုပ်သင့်ဘူးလေတကယ်လို့တခြားလူတွေသာမင်းကိုဖမ်းမင်းဒီနေရာနဲ့တတ်ရှင်ပြီးမိသားစုစီပြန်သွားနိုင်မှာမဟုတ်တော့ဘူးနော် ဟုတ်ကဲ့ပါဗျာကျွန်တော်လွတ်ပေးပါနော် ကျွန်တော်အိမ်ကိုပြန်မဖြစ်မှာမလို့ပါကျွန်တော်ခမရတို့ရဲ့ပြစ်စီကိုနောက်တစ်ခါဘတော်မှလာမခိုးတော့ပါဗျာကျွန်တော်တောင်းတောင်းမင်ပါရဲ့ဗျာကျွန်တော်လွတ်ပေးပါအာရှုပ်တယ်သူ့ကိုဖမ်းပြီးကျင်းစနွေးနဲ့ပြုတ်လိုက်ဘတော်မှလွတ်မပေးနဲ့သူနောက်တစ်ခါလာခိုးရင်ငါတို့နောက်တစ်ကြိမ်ပြန်ဖမ်းရတာနဲ့ပေမန်းနေလိမ့်မယ်ဟုတ်တယ်သူ့ကိုဖမ်းပြီးချက်ချင်းတတ်ပြစ်လိုက်လွတ်မပေးနဲ့မင်းတို့ကောင်းတွေငါတို့အဲ့ဒီလိုလုပ်လို့မရအောင်လေသူ့မှာမိသားစုရှိတယ် သူမိသားစုစီပြန်သွားရအောင်မယ်။ငါတို့ဒါအဲ့ဒီလိုလုပ်ရင်ငါတို့အကုန်လုံးအကုသို့ဖြစ်လိမ့်မယ်။ကဲမင်းအောင်ငါ့ကိုဂတိပေးရမယ်။ငါမင်းကိုအခုလွတ်ပေးရင်နောက်ဆိုမင်းငါပြစ်စီရောတခြားသူတွေရဲ့ပြစ်စီရောဘတော်မှလာမခိုးတော့ပါဘူးလို့ဂတိပေးပါ။ဟုတ်ဟုတ်ကဲ့ပါဗျာကျွန်တော်ကတိပေးပါရယ်ကျွန်တော်ခမရရဲ့ပြစ်စီကိုနောက်တစ်ခါဘတော်မှလာမခိုးတော့ပါဗျာတကယ်လို့မင်းပိုက်ဆိုင်မင်းရဲ့သားသမီးဒါမှမဟုတ်မင်းရဲ့စနေအတွက်စားစရာမရှိရင်ငှက်စီအားလာတောင်းလို့ရတယ် ကြည်နီယာငါပိုင်နဲ့နဲမြေပဲမကြခင်ငါစပားတွေရိတ်သိမ်းတော့မယ်မင်းငါစီကအစားစာလာယူလို့ရတယ်ဒီနေ့ငါမင်းကိုလွှတ်ပေးလိုက်မယ်နောက်တစ်ခါတခြားသူရဲ့ပြည့်စည်ကိုခိုးတာငါမတွေ့ချင်ဘူးနော် နောက်တစ်ခါခိုးတာတွေ့ရင်တော့ငါမင်းကိုချက်စားပစ်မယ်ကွာဂျေဆုတင်ပါတယ်ဗျာစိတ်တဘောထားမြင့်မြတ်တဲ့အရှင်သခင်ရဲ့အခုအစပြီးကျွန်တော်ခမရရဲ့လက်အောက်ခံဖြစ်ချင်ပါတယ်တကယ်လို့ခမရသာအခက်ခဲတဆုံတရားရှိခင်ကျွန်တော်ခေါ်လိုက်ပါကျွန်တော်မိသားစုချက်ချင်းပဲလာကူညီပေးပါမယ် အခုတော့ကျေးဇူးဆက်တဲ့နေနဲ့တီပစ္စည်းကိုပေးချင်ပါရဲ့ဗျာဒါကပါလေဖြူဖြူလေးပါလားကွာဒါအံ့ဖွယ်ပစ္စည်းပါကျွန်တော်လေနှမင်းကြီးစီအရရခဲ့တာပါသူကကျွန်တော်လက်ဆောင်နေနဲ့ပေးခဲ့တာဗျာအခုတော့ခမရောက်ကျေးဇူးဆက်တဲ့နေနဲ့ပေးလိုက်ပါမယ်တောက်ခမရဲ့ကောင်းရင်မှာထားလိုက်ပါ ခမရကံတွေကောင်းလာပါလိမ့်မယ်တောက်ဆင်ဆွဲလာဒုတ်ချောင်းတစ်ချောင်းလိုပဲဟာဒါမှမဟုတ်သွားကြထိုးတန်လားဟာသွားကြထိုးတန်တာတလောက်ကြည့်ပစက်ကကွဲသွားမှာပေါ့ကွာ အလူနဲ့ညဘက်ကိုရောက်တော့တပ်ပိုင်ကတခိုးပေးတဲ့ပစ္စည်းကိုလက်နဲ့ပုတ်တက်ပြီးထိပေါက်မလားလို့တွေးကြည့်ပေမဲ့ဘာမှပေါ်မလာပါဘူး။ဒါကြောင့်သူကတခိုးပြောတဲ့အချိန်မှာကောင်းရင်မှထားပြီးအိတ်လိုက်ပါတယ်။ဒါပေမဲ့ခါရန်ရက်တွေလိုမဟုတ်ပဲညတကောင်ရန်အချိန်ထိသူအိတ်လို့မပြောပါဘူး။အိတ်မပြောကွာဘာဖြစ်တာလဲ။တီးဖြစ်စည်းကြောင့်များလား။မဟုတ်နိုင်ပါဘူး။ဒါပေမဲ့ငါဘာလို့အိတ်မပြောတာလဲ။ငါစိတ်တူလာပြီကွာ။ဇနာစွာအိမ်စီလီမြတ်ပြီ။ ပါဘယ်မှာအိမ်စင်းရှိပါမလဲသကောင်ကျိုးအိမ်များချည်ရဲ့လွန်းနေကျင်နာပါတော့ချစ်လေးရဲ့မင်းလေးသေးရေမမေမအဲ့ပါတော့ဗျာဘာလို့ထလာလဲဒီမှာတနေ့ကောအလုပ်လုပ်ရတာပယ်မှန်းနေဟာအိတ်ချင်နေပြီသခင်ကလည်းအတန်သေးအတန်ညောင်းနဲ့ဘာရီဆိုနေမှမသိဘူးကျွန်တော်လည်းအိမ်များတော့ဘူးဗျာ ဟာအဲ့ချင်းအဲ့လေဘာလို့អော်နေရလဲငါနာကွဲတော့မဲကွာဒီလိုနဲ့တက်ပိုင်လဲအတင်းမျက်လုံးမှိတ်ပြီးအိတ်တော်မှအိတ်ပျော်သွားတဲ့ချိန်အဲ့ဒီဆင်ဆွဲသေးကနေအလင်းတန်းတစ်ခုနဲ့တူမင်းကလေးတောင်ပေါ်လာပါတယ်အဲ့ဒါကတော့လေနဲ့မင်းကြီးရဲ့တူမတော်ဆင်ဆွဲနှစ်သမီးပဲဖြစ်ပါတယ်နှစ်သမီးကဆင်ဆွဲသေးကနေထွက်လာလာချင်းတက်ပိုင်ရဲ့စုပ်ပြဲနေတဲ့ဝတ်စားတွေပြင်အင်းကြီးမပါပဲအိတ်နေတာမြင်တော့စိတ်မကောင်းဖြစ်သွားတယ်ဒါကြောင့်နှစ်သမီးကတက်ပိုင်တယောက်အေးအေးမိသွားမှစိုးရိမ်လာကြောင် သူအတွက်နူးညံ့တန့်ရှင်တဲ့အိယာခင်အသက်တွေလဲလှယ်ပေးလိုက်ပါတယ်။ပြီးတော့အရှင်ကတဲအိမ်ဟောင်းနေရာမှာခန္ဓာလှပါတဲ့အိမ်သစ်တလုံးကိုမှော်ပညာနဲ့ဖန်ဆင်းပေးလိုက်တာပေါ့။အိမ်ထဲမှာလည်းအနံ့အရသာနဲ့ပြည့်စုံတဲ့အကောင်းမွန်ဆုံးမနှက်စာတွေကိုစပွဲပေါ်မှာအဆင်သင့်ပြင်ဆင်ထားပေးခဲ့တယ်။တပ်ပိုင်နိုးလာတာနဲ့နှက်သမီးပြင်ဆင်ထားပေးတဲ့အစားအသောက်တွေကိုချက်ချင်းစားရုံပဲပေါ့။ဟွာလာလာလာမိုးလေးမိပဲ။မင်းညတော့ကောင်းကောင်းအိပ်ပျော်သွားတာပဲ။ တရဲနေတရဲစိမ့်ထတော့လေတရဲဖြစ်တာတော့မှနောက်ကြတဲ့ထိအိတ်နေတော့မဲလားသွားသွားအလုတ်သားလို့တော့ဟင်တတာတက်ပိုင်အိတ်ရမှာထလာပြီးအနီးကစပွဲပေါ်မှာရှိတဲ့အစားအသောက်တွေကိုမြင်လိုက်ရတော့တတော်လေးကိုအံ့ဩသွားတယ်ပြီးတော့ဘသူကများသူ့အတွက်ဒီလိုပြင်ဆင်ထားလဲဆိုတာကိုသိချင်သွားတာပေါ့စပွဲပေါ်အစားအသောက်တွေကလည်းအကောင်စားဟင်းပွဲတွေကြီးပဲဆိုတော့တာမန်လူတယောက်မဖြစ်နိုင်ဘူးလို့တွေးလိုက်မိတယ်တားပြင်အိမ်ကိုကြည့်လိုက်ပြန်တော့လဲ မျက်လုံးပြူးသွားလောက်အောင်အံအားတင့်စွာနဲ့တုန်လှုပ်သွားခဲ့တာပေါ့အကြောင်းကတော့သူနေတဲ့အိမ်ကတဆေနှစ်ကောင်ရဲ့ကုညီပေးမှုနဲ့ဆောက်လုပ်ထားတဲ့တဲအိမ်လေးမဟုတ်တော့ပဲခန္ဓာကြီးကျယ်တဲ့အိမ်ကြီးကိုဖြစ်နေခဲ့တာပါဟင်ဘသူကများငါ့အတွက်အစားအသောက်တွေလာပြင်ဆင်ပေးရလဲအိမ်ကလည်းအိမ်အသက်ဖြစ်နေပြီအိမ်ကလည်းအသက်ဒါပေမဲ့ဒီဆင်ဆွဲရတော့နေရာဟောင်းမှာရှိနေတော့မယ်တရဲနေတရဲစိန်ကြည်စမ်းငါတို့သူများအိမ်မှာမှာပြီးအိမ်ညာလားကွာဟင်အာစရိတ် ငါတို့အိမ်မက်မက်နေရတော့မဟုတ်ပါဘူးနော်။ဒါမှမဟုတ်ငါတို့မူးနေရလား။ဟာအမြိုင်တူးအင်းနေနဲ့သွားမယ်အပြင်ထွက်ကြည့်ရအောင်။ဒါငါတို့အိမ်လားသူများအိမ်ကိုရောက်နေရလားဆိုတာ။အေးကွာညီကတော့ငါတို့အရင်နေရပဲ။ဘာလို့အိမ်ကအသက်ဖြစ်နေရလဲ။ဟာဘာဖြစ်နေရလဲကွာရှုပ်ရှက်ကိုခတ်နေရပဲ။အေးငါလည်းဘာမှမသိဘူးကွာ။မနဲ့အိမ်ရနိုးလာတော့ဒီလိုဖြစ်နေရပဲ။ဝေါ့ဒါအရှင်သခင်ရဲ့အိမ်အသက်လား။ဘာလို့တလောက်မြင်မြင်စောင့်နိုင်တာလဲ။မနေရမှာအိမ်သေးသေးလေးကို အခုတော့အင်ကြီးအင်ကောင်းဖြစ်နေပြီအရှင်သခင်ကဘလို့လှုပ်လိုက်တာလဲဗျမောအစောနေပါရမရှိနေလားဟင်းအောင်လစင်းနီဘသူကငါတို့တော့အင်လာဆောက်ပေးလဲဆိုတာအန်အော်လို့လို့ဒီမှာရက်ကြည့်နေမမြင်ဘူးလားတညထဲနဲ့ပြောင်းလဲသွားတာကွာဒါနဲ့မင်းတို့ကဘာလို့တာပဲရက်ပြီးကြည့်နေလဲစဘာတွေအကုန်ရင့်မဲ့နေပြီဘာမှမလုပ်ပဲဒီတိုင်းရက်ကြည့်နေတော့မှလားအေးပါကွာမကြည့်တော့သွားမယ်သွားမယ်မြင်မြင်သွားကြမယ်ဒီနောက်မှာတော့သက်ပါနဲ့တစိနှကောင်ဟာ ရွှေရောင်လိုတခင်းလုံးဝင်းမဲ့နေတဲ့စဘာခင်ကြီးကိုမှောင်တဲ့အထိဝိုင်းဝန်းရှိတ်သိမ်းကြတာပေါ့သူတို့အားလုံးကပင်မန်းနေကြပေမဲ့မကြခင်ဆန်တွေပေါများစွာရလာတော့မှတွေ့ပြီးပျော်ရွှင်နေခဲ့ကြတယ်။မျက်မြင်ဆောင်လို့အင်ပြန်ရောက်တော့မနက်ကထက်ပေါ်ပြီးအန်အောဆရာတွေကရှိနေပြန်ပါတယ်။ဟင်တတားကြီးကထန့်လာပြန်ပြီ။ဘသူကငါတို့အတွက်အစားအသောက်တွေလာပြင်ဆင်ပေးရလဲ။အားစိတ်ရလဲ။ဒီလိုဆိုရင်တော့ကောင်းတာပေါ့။ငါတို့နောက်တစ်ခါအစားအသောက်တွေရှာဖို့မလိုတော့လေ။ ဒါအခုတန်းစားရုံပဲ။အိုးအရှင်ကိုတက်တောင်တက်တာရှိရပဲ။မြင်မြန်စားပြီးမြင်မြန်အေးရအောင်။ဒါမှမနှက်ပြန်အတွက်အလုပ်ကိုကောင်းကောင်းလုပ်နိုင်မှာအိမ်မန်းနေပြီ။အေးဟုတ်တယ်ဟ။ငါတို့အစားအတွက်စိတ်ပူစရာမလိုတော့ဘူး။ဒါလည်းကောင်းတာပဲနော်။ကောင်းတာတော့ကောင်းပါတယ်ကွာ။ဒါပေမဲ့ငါစိတ်ထဲမှာတခုခုခံစားနေရတယ်။ဘသူကများဒီလိုမျိုးလာလုပ်ပေးရလဲ။နှက်ပြန်ညကြိုင်ငါတို့စောင့်ကြည့်အောင်လေ။ပါလေ။အာစရိစိတ်ထဲမှာအဲ့ဒီလူကငါတို့အစိတ်ကျွေးနေတယ်လို့ထင်နေရလား။ ဟာမင်းကလည်းအစားတော့ထဲမှာအစိတ်ပါတယ်ဆိုရင်ငါတို့ဒီလိုစကားပြောခွင့်အောင်ရှိမှာမဟုတ်ဘူးမနစ်ကြရတော့ကေနေလောက်ပြီမင်းပြောတယ်လို့အစိတ်ထဲ့ထားတယ်ဆိုရင်ဘလို့စိတ်ကငါတို့တမ်းမိမသိစေတာလဲอืมအစိတ်ရဲ့အာနိသင်ကတလောက်နှင်းနေမယ်ဆိုရင်ငါအဲ့ချင်အောင်ဆောင်ပြီးတော့ဘာလဲဆိုတာကြည့်အောင်မယ်အေးမင်းပြောတယ်လို့ပဲငါတို့တင်ညာအဲ့ပြောချင်အောင်ဆောင်ပြီးတော့ဘသူလှုပ်ပေးလဲဆိုတော့ကြည့်အောင်လေဟိုဘုဒ္ဓငါပဲမှားတာပါ ဒီညမှာတော့တပ်ပိုင်းနဲ့တစိနှကောင်ဟာအိတ်ချင်အောင်ဆောင်ပြီးတရက်ခန့်ဆောင်ကြည့်နေဖို့ကြိုးစားခဲ့ကြတယ်။ဒါပေမဲ့တနေ့ကုန်စပားရိတ်ထားတော့ပင်မလွန်းလာကြောင်းတပ်ပိုင်းကပဲအရင်ဆုံးအိတ်ပျော်သွားခဲ့ပါတယ်။ဟင်းမိုးဆင်ဆင်လင်းနေပြီ။ဆောင်ကြည့်မယ်ဆိုပြီးအိတ်ပျော်သွားတာပဲ။ဟေးတရေနေတရေစိန်ဟာမင်းတို့နှကောင်ကလည်းကောင်းကောင်းကြည့်ကိုအိတ်ပျော်နေရပဲ။ငါအိတ်ချင်အောင်ဆောင်ခိုင်းတာမင်းတို့တကယ်ကိုအိတ်ပျော်သွားတာပဲကွာ။အာစရိတော်အိပ်ပျော်တာပဲငါတို့လည်းအိပ်ပျော်တာပေါ့ ငါတို့လည်းပေမန်းနေရလေအေးပါငါမှားပါတယ်ကွာကဲဒီမနေ့ရောကြည့်ပါအောင်ပါစားရမလဲဆိုတာအိုးအာစရိယအစားတော့ပဲစိတ်ပူရနော်ဟိုကောင်တည်ရဲ့စိမ်မင်းရောမိုးလင်းတာနဲ့စားတော့ဖို့ပဲတွေးနေတာအလုပ်လုပ်ဖို့ပြင်ဆင်တော့ဘာပဲကြွကြွရှေးမနေနဲ့တော့ကြဟိုကစိတ်ဆိုပြီးချက်မကျွေးတော့ခတ်လိုက်မယ်အေးမင်းပြောတာဟုတ်တယ်ကွာသွားမယ်သွားမယ်အလုပ်သွားလုပ်ကြမယ် တပ်ပိုင်နဲ့တစိနကောင်အလုတ်သွားလုံနေတော့မှကျော်သူနဲ့စိုးမြတ်တို့ကတော့ရွာတကြီးရဲ့ခိုင်းစင်ချက်နဲ့တပ်ပိုင်ဘလို့နေထိုင်လဲဆိုတော့သွားပြီးတော့စုံစမ်းကြပြန်တယ်တောဆက်ကိုရောက်တော့အရင်ကထက်တောင်အံ့ဩလွန်းလို့မျက်လုံးပြူပြီးပဆက်အဟောင်းသားဖြစ်သွားခဲ့ကြတာပေါ့အကြောင်းကတော့တပ်ပိုင်ရဲ့တဲအိမ်ငယ်လေးဟာအခုဆိုရင်သူတို့ဘယ်တုန်းကမှမမြင်ဘူးလောက်အောင်လှပစမ်းချက်တဲ့အိမ်ကြီးဖြစ်နေလို့ပါခေအောင်ကျော်သူတပ်ပိုင်ကဘာလို့ဒီလိုအိမ်လှလှလေးရနေရလဲအာမင်းကလည်း ဒါတပ်ပိုင်ရဲ့အိမ်မဖြစ်နိုင်ဘူးကွာအချိန်ခဏလေးနဲ့ဘလို့လို့တလုံးမြင်မြင်စောင့်နိုင်မှာလဲဒါမဟုတ်ဘူးလို့ဘသူကပြောနိုင်မှာလဲငါမှတ်မိတယ်အရင်ကတဲအိမ်လေးကတည်နေမှာပဲရှိတာကွာအေးဟုတ်တာတော့ဟုတ်ပါတယ်ဒါပေမဲ့ဒါပေမဲ့နေဒါပေမော့တွေလုံမနေနဲ့ဒီကောင်တစ်ခုပြီးတစ်ခုရနေတာတော့ထူးဆန်းလို့နဲ့မထင်ဘူးလားဒီအဆင်ရောက်လာပြီဆိုရင်အိမ်ထဲဝင်ပြီးစုံစမ်းကြည့်တဲ့နဲ့ငါတို့အိမ်ထဲဝင်ပြီးတိတ်ချာစုံစမ်းကြည့်အောင်ဒါမှရွာတကြီးကိုတိတ်ချာပြောပြနိုင်မှာလေအေး တကယ်လို့တပ်ပိုင်ကတော့မြင်စိတ်ဆိုးလိမ့်မယ်ထင်တယ်။ဟာတပ်ပိုင်ကတော်တော်နဲ့ပြန်မလာတော့ပါဘူး။သူလက်လုံးများလေ။သွားမသွားမယ်။အိမ်ထဲဝင်ပြီးသွားကြည့်ရအောင်။ဟိအောင်။သူများအိမ်ထဲဝင်တာမကောင်းလေ။ဥပဒေနဲ့မညီဘူးကွ။ထားလိုက်ပါတော့ကွာ။ငါတို့ပြန်ရအောင်မ။ဟာမင်းကဘာဖြစ်နေရလဲကွ။ငါ့ကိုယုံစမ်းမ။တပ်ပိုင်ကငါတို့မတွေ့ပါဘူးဆို။ပြီးတော့မင်းပြောတဲ့ပုံမှန်ရောဘယ်ဥပဒေကထုတ်မှလဲ။အခုဒီမှာငါကောင်းဆောင်မယ်။ငါပါပြပြငါနောက်ကသာလိုက်ခဲ့။မင်းဘာမှစိတ်ဘူးမနေနဲ့။ ဒီနောက်စိုးမြတ်တို့နှစ်ယောက်လည်းအိမ်တကောင်းအသာဖွင့်ပြီးအထင်းအသေးချချောင်းကြည့်လိုက်ကြပါတယ်။အိမ်အတွင်ခန်းရဲ့ခန်းနားမှုနဲ့အသုံးဆောင်ပစ္စည်းတွေကိုမြင်တော့နောက်တစ်ကြိမ်မျက်လုံးပြူပြီးပဆက်အဟောင်းသားဖြစ်သွားကြရတာပေါ့။အိုးတပ်ပိုင်ရဲ့အိမ်ကကြီးပြီးတော့လှသလိုပစ္စည်းအသုံးဆောင်တွေကလည်းစုံနေရပဲ။ဒါထိုးဆန်းတယ်လို့မင်းမထင်ဘူးလား။သူ့မှာဘလို့လို့ပြီးဒီလိုအိမ်ကြီးအိမ်ကောင်းရှိနေရလဲ။ဟိအောင်စိုးမြတ်ငါတို့ပြန်မို့သိမင်းကွာ။မင်းယူနေရလားကွာ။ အခုမှရောက်တော့ဘာမှတော့မစုံစမ်းရသေးဘူးပြန်တော့မှဟက်လားမင်းစိတ်ကိုအေးအေးထားစမ်းမငါသိချာကြည့်လအောင်မယ်ဘာယူသွားလို့ရနိုင်မလဲဆိုတာတွေ့ရင်ငါတို့ခဏယူသွားရအောင်လေငါတို့အဲ့လိုလုံတော့အရင်များသွားပြီငါတို့သူများအိမ်ကျူးကျော်တာဥပဒေပုံမှာနှစ်တက်နဲ့နှစ်နှစ်လေးနှစ်သုံးချောင်းနဲ့ညှိနေပြီကွာမင်းကသူ့ပြစ်စီကိုယူသွားရင် နောက်ထပ်ပုံမှာ3 3 3 6 3 3 9နဲ့ညှိအောင်မယ်ခါကွာမင်းတော်တော်လေးကျော်ရှိတဲ့ကောင်သွားမင်းကအပြစ်မှာပဲသွားဆောင်နေတော့ ဘယ်ဥပဒေအပုံမောက်လာရွတ်ပြရနေလဲမသိဘူးဒါငါတို့နိုင်ငံကဥပဒေတော့မဟုတ်လားဘူးငါနားထောင်ပြီးကောင်းမကြိုက်လာပြီမင်းဒီမှာမနေနဲ့တော့တော့အပြင်းကိုငါသေးချာရှာကြည့်ပါဦးမယ်ခဏလေးပဲခဏလေးပဲကြာမှာပြီးရင်ငါနောက်ကနေလိုက်လာခဲ့မယ်ခဏလေးမဟုတ်ဘူးခဏတစ်ဖြုံမှန်လားအေးအတူတူပဲလေဘာရီကွာနေလို့လဲကွာမြမစကားကိုရှုပ်အောင်မပြောစမ်းပါနဲ့တောင်တောင်တောင်နဲ့တော့အိမ်ပြင်းကိုဒီလိုနဲ့စိုးမြက်တယောက်တပ်ပိုင်ရဲ့အိမ်နဲ့ခိုးဝင်ပြီးဟိုရှာတီရှာရှာဖွေရင်းနဲ့ ကတင်ကောင်းရင်ကစပွဲပေါ်မှာတင်ထားတဲ့ဆင်ဆွဲလေးကိုတွေ့သွားပါတော့တယ်။ဟင်ဒါလေးကဘာလေးလဲဟာ။ဆိုမြန်အဲ့ဒီဆင်ဆွဲလေးကိုကြည့်ပြီးလိုချင်တက်မှတ်မှုတွေဖြစ်ပေါ်လာတာပေါ့။ဒါတော်တော်လေးကိုတန်မိုးရှိမှပြစ်စီပဲ။အိုးဒါမျိုးတော့ယူသွားမှဖြစ်မယ်။တပ်ပါရင်ငါမင်းပြစ်စီကိုခဏယူသွားလိုက်အောင်မယ်နော်။ဖြစ်အောင်ဆိုမြန်မင်းဘာလို့တလောက်တောင်မှကြာနေလဲကွာ။တော့ကြာတပ်ပိုင်ပြန်လာတာနဲ့တိုးရင်မကောင်းတော့အေးအေးပါကွာငါအခုပဲလာပြီ မင်းဆိုဒီမှလေဘာတွေလောနေမှန်းကိုမသိဘူးစိုးမြက်လည်းအင်ရှင်မရှိတော့ခွင်ကောင်းယူပြီးအပိုးတန်ဆင်ဆွဲခိုးယူကတိတ်တဆိတ်ထွက်ပြေးသွားပါတော့တယ်ဒီလိုနဲ့ခဏကြာမှတပ်ပိုင်နဲ့တစိနှကောင်လည်းအလောက်ကနေပြန်ရောက်လာကြပါတယ်အင်းအခုမှပဲပြန်လာတော့တယ်ဒီနေ့ပင်မလိုက်တာကွာဒါနဲ့ငါတို့ညစာပါစားမလဲမသိဘူးနော်တပ်ပိုင်ရဲ့စိတ်ထဲမှာအရင်ရက်တွေကလို့အစားအစာတွေအပြည့်ရှိနေမယ်လို့ထင်ပြီးအိမ်တကောင်ကိုဆွဲပွင့်ပြီးမျောနေတဲ့ကြီးနဲ့ကြီးလိုက်ပါတယ် ါပေမဲ့သူထင်ထားသလိုမဟုတ်ပဲစားစရာတွေရှိမနေတာကို တွေ့လိုက်ရတော့အလန့်တကြားဖြစ်သွားတာပေါ့။ဟေးဘာမှမရှိဘူးလား။ဘာမှမရှိရောက်ဘူး။ဘာတွေဖြစ်နေရလဲ။ဘာလို့စားစရာတွေရှိမနေရလဲ။ဟာအာစရိစင်ဆွဲလည်းမရှိရောက်ဘူး။ပျောက်သွားပြီ။ဟင်ပျောက်သွားလဲ။ဒါမှမဟုတ်တယောက်ယောက်ငါတို့အိမ်ထဲဝင်လာလား။အိုးမှန်တာပေါ့။ဘသူကတလောက်တောင်မှရဲတင်းရတာလဲ။ငါသခင်ရဲ့ပြည့်စုံကိုခိုးရဲတာ။ဒင်းတော့ငါနဲ့တွေ့မယ်။ ဟာဘာတွေဖြစ်နေရလဲစူးစူးညံ့ညံ့နဲ့မင်းကလည်းဘာမှမသိဘူးလားကြည့်အောင်လေသခင်ရဲ့ဆင်ဆွဲပျောက်သွားပြီပြီးတော့ဒီနေ့အတွက်ညစာလည်းမရှိဘူးထူးဆန်းနေမလားကွာအမ်ဒါမှမဟုတ်ကဲစဉ်းစားနေနဲ့တချို့အရာတွေကငါတို့တွေးသလိုဖြစ်မှာမဟုတ်ဘူးကျုပ်ပါတွေတွေးနေလဲဆိုတာသိလို့လားကျုပ်ထင်တာတော့အဲ့ဒီဆင်ဆွဲကြောက်မှဖြစ်မယ်ကျွန်တော်တို့အိမ်ကိုတလောက်ကြီးကျယ်ခမ်းနားတဲ့အိမ်အစ်စ်ဖြစ်စေတာပြီးတော့နေ့တိုင်းကျွန်တော်တို့စားနေရတဲ့စားတောက်တွေကလည်း ဆင်ဆွဲကြောင်ဖြစ်မယ်လို့ထင်တယ်။မင်းကဘလို့လို့ပြီးသေချာနေရတာလဲ။ဟာမမြင်ဘူးလား။ဆင်ဆွဲရှိတော့ကမနဲ့ရောညနေတိုင်းရောအစားတောက်တွေရှိရလေ။အခုဆင်ဆွဲလည်းမရှိတော့အစားတောက်လည်းမရှိတော့ဘူးလေ။ဒါဆိုရင်တော့ငါတို့ပြန်တော့ရှာရမယ်။ငါစက်သားစုပ်ပြုတ်နဲ့ငါငုပ်သေးချက်စားချင်တယ်ကွာ။ငါမြင့်နဲ့ဖားတာဟင်းပေါင်စားချင်တယ်ကွာ။လိုက်မရှာပါနဲ့ကွာ။တကယ်လို့အဲ့ဒါငါတို့ရဲ့ပစ္စည်းမှန်တယ်ဆိုရင်သူ့ဘာသာသူငါတို့စီပြန်ရောက်လာလိမ့်မယ်။ ဘလို့လို့ပြန်လာနိုင်မှလဲသူ့မှာခြေတောက်မှမရှိတာအဲ့ဒီအချိန်တစ်ဖက်မှာတော့စိုးမြင့်ဟာတပ်ပိုင်စီကခိုးယူလာတဲ့ဆင်ဆွဲကိုဘာလို့ရမှန်းမသိပဲထိုင်ကြည့်နေခဲ့တယ်။ရောင်းလို့လည်းမရလွင်ပြစ်လို့လည်းမဖြစ် သူ့လက်ထဲမှာအဖိုးမဖြတ်နိုင်တဲ့အရာတခုဟာတန်ဖိုးမသိတော့ဝင်ထွက်ဝင်ပိုးလို့ဖြစ်နေတာပေါ့ဒါဘိုင်းလေကွာရောင်းကြည့်လို့မှမရရင်တော့လွင်ပြစ်လိုက်တော့မယ်ကျန်အနေငယ်ကြတော့တော်ထဲမှာနေတဲ့တပ်ပိုင်တို့ဟာ ဆင်ဆွဲမရှိတော့တဲ့နောက်ပိုင်းမှာသူတို့ဘာသာတားကောင်တွေဖြစ်တယ်လို့ရှာနေရတာကြောင့်ညင်းငွေနေပါပဲ။အာစရိကျွန်တော်တို့ဖားသားတွေပဲစားနေရတာရက်တတော်ကြာနေပြီ။စားချင်စိတ်တော့မရှိတော့ဘူးဗျာ။လူလည်းဖားရုပ်ထွက်တော့မယ်။ဟုတ်တယ်ကွာ။ငါလည်းစက်သားဟင်းလေးနဲ့ငုပ်သီးတုံလေးစားချင်တာ။ဘယ်တော့များမှစားရမလဲမသိဘူး။အေးပါကွာ။ငါလည်းရတာလေးကိုချက်ကျွေးနေရတာလေ။음။အဲ့ဒီဆင်ဆွဲကဘယ်ရောက်သွားတာပါလဲ။ဘသူကငါတို့အိမ်နဲ့ဝင်ခိုးသွားတာလည်းမသိဘူး။ ဒီလိုနဲ့ညနေဆောင်တော့တပ်ပိုင်တယောက်ချောင်းနှပေးမှာထိုင်ရင်ဆင်ဆွဲပျောက်ဆုံးမှုအပေါ်စဉ်းစားနေကြတာပေါ့ဒါမှမဟုတ်အဲ့ဒီနှကောင်ကြောင့်လားမဖြစ်နိုင်ပါဘူးသူတို့ကရွာထဲမှာပဲနေမှာပေါ့ငါ့အိမ်ကိုဘာကိစ္စလာမှာလဲအဲ့ဒီအချိန်မှာပဲတပ်ပိုင်ကိုဂျေဆုဆက်ချင်တဲ့ဖားတခုဟာညဉ့်ညူတန်ကြာပြီးတော့ချက်ချင်းရောက်လာပါတယ်ကျွန်တော်ကိုခိုင်းစရာများရှိလားသခင်အိုးမင်းဘယ်ကနေဘလို့ရောက်လာလဲသခင်ကျွန်တော်တတိယနေမှထင်လို့ချက်ချင်းရောက်လာတာပါ အေးမင်းရောက်လာတာကောင်းတယ်ကွာအခုမင်းပေးခဲ့တဲ့ဆင်ဆွဲပျောက်နေတယ်ကွာဘသူလာကိုးသွားလဲမသိဘူးဩအဲ့ဒီတော့သခင်စိတ်ပူစရာမလိုပါဘူးဗျာအဲ့တော့ခိုးသွားတာသခင်ရဲ့တငယ်ချင်းဟောင်းနေပါတိတ်မကြခင်ရက်ကပဲသခင်မရှိတော့ခိုးသွားကြတာဩငါထင်သားပဲဒင်းတို့နေအောင်ဆိုတာငါတော့တန်တရားဝင်နေပေမဲ့မဖြစ်နိုင်ဘူးလို့တွေးနေတာဒင်းတို့ကငါပြစ်စီကိုတကယ်ခိုးသွားတာပဲအဲ့ဒီတော့သခင်ဘာမှစိတ်ပူစရာမလိုပါဘူး ဲ့ဒီပစ္စည်းအားသူ့ရဲ့သခင်ကိုရွေးချယ်ပေးသားပါခဏနဲ့သူပြန်လာပါလိမ့်မယ်ခမည်းတော်ပြီးလိုက်ရှာဖို့မလိုပါဘူးအခုသူပြန်မလာသေးတာအဲ့ဒီသခိုးတွေကိုသင်ငန်းစာပေးချင်လို့လေနောက်တခါခမည်းရဲ့ပစ္စည်းကိုလာမခိုးရအောင်လို့တချိန်ထဲမှာပဲစိုးမြင်ဟာခိုးယူလာတဲ့ဆင်ဆွဲကိုကန်ထိုင်ရင်ထူးဆန်းတဲ့ဖြစ်ပျက်တွေနဲ့ကြုံလာရပါတယ်အိမ်မှာထိုင်နေရင်ရုပ်တရက်သူ့ရဲ့ပတ်ဝန်းကျင်တစ်ခုလုံးကပြောင်းလဲသွားပြီးသူဘယ်နေရာရောက်နေလဲဆိုတာကိုတော့မသိတော့ပါဘူး။ဟင်ဒီညာကြီးကဘယ်နေရာလဲ ဘာလို့တလောက်တောင်မှထူးဆန်းနေရလဲငါဒီနောက်တကားမှလည်းမလာဘူးဟင်ကြကြောက်စရာကောင်းလိုက်တာအခုပါရဖြစ်နေရပါလေထိတ်ကောင်တခိုးစိုးမြက်ဟင်ဘာလို့ငါတခိုးဖြစ်ရမှာလဲမင်းကပတူးပစ္စည်းခိုးလာလဲအဲ့တော့တော့ပြန်ပေးလိုက်တော့ဟမ်ငါပတူးပစ္စည်းမှမခိုးပါဘူးမင်းလိန်နေရပဲအဲ့ဒါဆိုရင်တော့မင်းသိလိုက်တော့โอ้ตะตะเยตะเยเกจาบออจอยอินังไทกองตะโค မင်းဘသူပစ္စည်းခိုးလာလဲအဲ့တော့သွားပြန်ပေးလိုက်တော့ဘာကိုပြန်ပေးရမှာလဲမင်းအရှင်ရက်ကသူ့အများစီအပါတွေခိုးလာလဲမရှိပါဘူးကျွန်တော်ဘာမှမခိုးမင်းလိန်နေပြန်ပြီဒါဆိုရင်တော့ခံရဖို့တာပြင်မေတော့နောက်ဆုံးမှာတော့ဆိုးမြက်လဲအိမ်မက်လိုလိုတကယ်လိုလိုနဲ့စိတ်တွေလုံးဝမထိန်နိုင်တော့ပဲသူ့အိမ်ကိုအပြေးပြန်လာခဲ့ပါတယ်တကယ်တမ်းမှာတော့ဆင်ဆွဲနှစ်သမီးကဆိုးမြက်အိပ်ပျော်နေတဲ့အချိန်မှာဝိညာဉ်ခွဲထုတ်ပြီးအိမ်မက်ဆိုမှတ်စိတ်ခဲ့တာပါ အဲ့ဒီအချိန်မှာပဲစိုးမြရဲ့အင်ရှီယာနေတကားခောက်တဲ့နဲ့တူတူကြော်သူကအော်ခေါ်နေခဲ့ပါတယ်။